င်္ဂလာပါရှင်။ Dawn Watch ကအစီအစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ရေပြူမြို့နယ်ညင်းထွေးရွာဖုန်ကြီးကျောင်း drone နဲ့ဘုံချတိုက်ခိုက်ခံရမှုမှာရဟန်းတပါတန်ရရတဲ့အကြောင်းခမောက်ကြီးမြို့မှာဆရာနာရှင်တက်နေတော်လန်ရေးတက်တွေတိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်မှုရှိတဲ့အခြေအနေခိုင်းမြမာနယ်ဇက်မောတော်မြို့အဝင်ဂိတ်ကိုပိတ်လိုက်လို့ဒေသခံတွေကြိုတင် တင်းရှောင်နေရတဲ့သတင်း ဆရာနာရှင်တက်ကရေလန်းချောင်းကနေရေးမြုပ်နယ်ထဲကိုစစ်အင်အားဖြည့်တင်းနေတဲ့အကြောင်းရွှေနဲ့ဗတ်စီစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ရေပြူမြုပ်နယ်ညင်းထွေးရွာကျောင်းတစ်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့ဆရာနာရှင်တက်ကိုတော်လန်ရေးတက်ဖွဲ့တစ်ဖွဲ့ကဒရုန်းနဲ့ဘုံချတိုက်ခတ်ရမှာရဟန်းတစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။နိုဝင်ဘာလ9ရက်နေ့ည9:00နာရီကျော်မှာဘုံကြီးကျောင်းဝင်းထဲကို drone နဲ့ဘုံသီးရှစ်လုံးတိုက်ခတ်ရမှာကျောင်းအဆောက်အုံတချို့ထိမှန်ပျက်စီးပြီးတပ်တော်90ကျော်ဝါတော်6ဝါရှိပြီဖြစ်တဲ့ရဟန်းတပါထိခိုက်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါရယ် drone ပုံချတိုက်ခိုက်ခံရမှုကြောင့်ဆီယာနာရှင်တပ်ကတနက်နဲ့ပြန်လဲပစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်ဒဏ်ရာရထားတဲ့ရဟန်းတပါကိုတော့ဒဝဲစေးုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါရယ် ကောတန်းခရိုင်ကမောက်ကြီးမြို့မှာဆရာနာရှင်တပ်ကစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်သိမ်းဆုံးတယ်လို့နိုဝင်ဘာလ6ရက်မှာကောတန်းခရိုင်ပြည်သူ့ကကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အင်အား80ကျော်ရှိတဲ့ကမောက်ကြီးအခြေဆိုင်ဆရာနာရှင်တပ်ကလေးရွာနဲ့ထူးဆုံဖြက်လန်းတို့ခြေချင်းစစ်ကြောင်းထိုးလာတဲ့အချိန်တော်လိုင်းရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်လို့နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲအတွင်းဆရာနာရှင်တပ်ဖက်ကဗိုလ်မှူးတူဗိုလ်ကြီးတူအပါဝင်ရှစ်ဦးလဲကြတည်ဆုံးနေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်တိုက်ပွဲအတွင်းဆရာနာရှင်တပ်သားတွေရဲ့ထိခိုက်တည်ဆုံးမှုအရေအတွက်ကိုဒိုယ်ဝက်အနေနဲ့တီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူးတော်လိုင်းရင်တက်တွေဘက်ကလည်းတက်ဖွဲ့ဝင်2ဦးတည်ဆုံးပြီး2ဦးဒဏ်ရာရသွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ ဆရာနာရှင်တပ်ဖက်ကဒဏ်ရာရသွားတဲ့တပ်သား28ဦးထဲမှာထိုင်းနိုင်ငံရနောင်းမြို့ဈေးုံမှာ10ဦးဈေးကူတနေပြီးကျန်တဲ့သူတွေကတော့ကော့တောင်းပြည်သူဈေးုံနဲ့ဆရာနာရှင်တပ်ဈေးုံတွေမှာဈေးကူတမှုခံယူနေတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းမှာရှိတဲ့မောတောင်မြို့အဝင်ဂိတ်ကိုဆရာနာရှင်တပ်ကနိုဝင်ဘာလတရက်မှာပိတ်လိုက်တာကြောင့်ဒေသခံတွေတိမ်းရှောင်နေရတယ်လို့မြို့ကန်တွေကပြောပါတယ်။ စစ်စင်းရဲ့ဂိတ်ကိုပိတ်လိုက်တာကြောင့်တိုက်ပွဲဖြစ်ရင်မြို့ထဲမှာပိတ်မိနေမှာကိုစိုးရိမ်ပြီးဒေသခံတွေကတင်းရှောင်နေကြတာဖြစ်ပါတယ်။နိုဝင်ဘာလ3ရက်မှာအဲ့ဒီဂိတ်ကိုနေတဝက်ပြန်ဖွင့်ပေးတဲ့အချိန်မှာမြို့ထဲနေသူတွေကတခြားဒေသကိုတင်းရှောင်သွားကြတာဖြစ်ပါတယ်။တော်လန်ရေးတက်တွေထိမ့်ချုပ်ထားတဲ့တနင်္သာရီမောတော်မျိုးနေဆက်ကုံသွေးရေးလမ်းကိုပြန်လည်ရယူနိုင်ဖို့တိန်ကွန်းရွာဘက်မှာဆရာနာရှင်တက်ကစစ်ကြောင်းထိုးနေတာဆက်တလကြပြီဖြစ်ပါတယ် မော်ပြည်နယ်ရေးမြို့နယ်အတွင်းကိုဆီယနာရှင်တပ်ကရေလန်းကြောင်းကတဆင့်အင်အားဖြည့်တင်းနေတယ်လို့ဒေသခံတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကစပြီးရေးမြို့နယ်ဇီးပြူတောင်ကျေးရွာစိတ်ကန်းကနေစစ်သည်မော်တွေနဲ့စစ်အင်အား400ကျော်နဲ့အတူလက်နက်ခဲယမ်းတွေကိုဖြည့်တင်းနေတယ်လို့ဆိုပါရယ်။စစ်အင်အားနဲ့လက်နက်ခဲယမ်းတွေကိုအမှတ်၁၉စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ကိုပို့ဆောင်ထားတယ်လို့လည်းပြောပါရယ်။ ရေးမြုပ်နယ်ထဲကိုရေလန်းကြောင်းကနေအင်အားတိုးချက်ဖြည့်တင်းနေတယ်လို့တော်လိုင်းပူပေါင်းတပ်တွေစုံမှုထိန်ချုပ်ထားတဲ့ရေးမြုပ်နယ်မြောက်ပိုင်းအမှတ်ရှစ်ပြည်တော်စုလမ်းမတစ်လျှောက်ကိုလည်းအင်အားအလုံးရင်နဲ့စစ်ကြောင်းထိုးနေပါဗျ။ဒါကြောင့်မို့ဆရာနာရှင်တပ်နယ်တော်လိုင်းပူပေါင်းတပ်တွေကြားမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ရေးတင်းမာနေတယ်လို့ပြောပါဗျ။ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာတွန်လိုင်းရေးတက်တွေစုမှုထိန်းချုပ်ထားတဲ့နေရာအများစုကိုဆရာနာရှင်တက်ကပြန်လည်ထိန်းချုပ်နိုင်ရေးအသေးအတန်ကြိုးပမ်းနေတယ်လို့စေရေးအချိန်အေကိုစောင့်ကြည့်သူတွေကသုံးသပ်ပါတယ်ဒီကနေ့ရန်ကုန်ဈေးကွက်မှာခောက်ရွှေတစ်ချက်သားကို85သိန်း3000ကျပ်ဖြစ်နေပြီးဒဝယ်ဈေးကွက်မှာတော့ရန်ကုန်ဈေးကိုအခြေခံပြီးကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါတယ်ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေသက်သိန်းကို825ဘတ်ဖြစ်နေပါတယ် အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝအဖွဲ့သားတွေကစွန့်မွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။